မြန်မာနိုင်ငံငလင်ဘေးမှာလူအသက်တွေကိုကယ်ဆယ်ခဲ့ကြတဲ့ချက်စရာရုရှားအခွေလေးမြောင်း ပရိသတ်များလုံးမမင်္ဂလာပါရှင့်။ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရစေ။အတိတ်ဘဝကံတွေကြောင့်လက်ရှိဘဝမှာတရိစ္ဆာန်ဘဝကိုရောက်ရှိနေပေမယ့်တချို့သောတရိစ္ဆာန်လေးတွေဟာဆိုရင်အင်မတန်ကုန်မမြတ်တဲ့အစိတ်တဘရာကိုပိုင်ဆိုင်ထားကြပါရစေ။သူတို့တွေကလူတွေလောက်အသိဉာဏ်မရှိကြပေမယ့်တချို့လူတွေထက်တောင်မှပိုပြီးတော့မြင့်မြတ်တဲ့ကောင်းမွန်တဲ့စိတ်ဓာတ်ကလေးတွေကိုပိုင်ဆိုင်ထားကြပါရစေ။အခုဆိုရင်လည်းမြန်မာနိုင်ငံမှာကြုံတွေ့ခံစားနေရတဲ့ငလင်ဘေးကြီးမှာပြည်သူတွေရဲ့အသက်ကိုကယ်တင်ပေးသွားခဲ့ကြတာကရုရှားနိုင်ငံကချစ်စရာခွေးလေးတွေအပါအ ဝင်ဖြစ်ပါတယ် အလုံးသိတဲ့အတိုင်းမြမအခက်အခဲကြုံတွေ့နေရတဲ့အချိန်မှာရုရှားနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံတရုတ်နိုင်ငံဂျပန်နိုင်ငံအစရှိတဲ့နိုင်ငံပေါင်းများစွာကကယ်ဆယ်ရေးသမားတွေကလာရောက်ကူညီကယ်တင်ပေးနေကြတာဖြစ်ပါတယ်ဒီလိုမျိုးကယ်တင်မှုလုပ်ငန်းတွေလှုပ်ဆောင်တဲ့အခါမှာအဓိကအရေးကြီးတာကတော့အဆောက်အုံတွေထဲမှာအသက်ရှင်ကြံ့ရတဲ့သူတွေရှိမရှိဆိုတာပဲဖြစ်ပါတယ်စပ်ပစ္စည်းကလေးရတွေနဲ့တိုင်းတာပြီးတော့ခံမှန်းလို့လည်းရတယ်လို့အခုလိုမျိုးခွေးလေးတွေရဲ့ကူညီမှုကြောင့်အသက်ရှင်ကြံ့ရနေတဲ့လူတွေကိုကယ်ထုတ်နိုင်ခဲ့ရလဲအများ ပြဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ဒီခွေးလေးတွေကိုဆိုရင်တော့အသက်၃နှစ်အရွယ်ရှိပြီဖြစ်ပြီးနာမည်ကတော့ Lob လို့အမည်ရပါတယ်။ဒီခွေးလေးကတေချာစနစ်တကျနဲ့သင်တန်းပိုးချတာကိုခံထားရတာဖြစ်ပြီးအသက်ရှင်ကြံရည်သူတွေရှိမရှိဆိုတာကိုသူရဲ့အာယုံခံနိုင်စွမ်းတွေနဲ့ရှာဖွေပေးနေတဲ့တကယ့်ကိုထူးချွန်တဲ့ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။တရိတ်ဆန်ဆိုပေမဲ့လည်းအသိဉာဏ်ပညာပြည့်ဝပြီးတော့တကယ့်ကိုမှမြင့်မြတ်တဲ့စိတ်သဘောထားနဲ့ကောင်းမွန်တဲ့လောရက်လေးတွေကိုလှုပ်ဆောင်နိုင်စွမ်းအပြည့်ရှိပါတယ်။ဒီခွေးလေးဆိုရင်တော့မြန်မာနိုင်ငံကိုလာရောက် ောက်ကဲတင်မှုတွေပြုလုပ်ခဲ့ပြီးကိုဝင်ဆောင်တဲ့အမျိုးသမီးတယောက်ရဲ့အသက်ကိုကဲတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Great Wall Hotel ပြုချမှုမှာပိတ်မိနေခဲ့တဲ့ကိုဝင်ဆောင်တဲ့အမျိုးသမီးကိုဒီခွေးလေးကအရှောက်ဖွေတွေ့ရှိသွားခဲ့ရဖြစ်ပြီးအသက်ရှင်ကျန်ရစ်သူရှိတယ်ဆိုတာကိုသိရှိသွားခဲ့ရပါ။ဒီအခါမှာကဲဆယ်ရေးသမားတွေကလည်းစူးစားပန်းစားနဲ့ကဲတင်ခဲ့ကြပြီးတော့အဲ့ဒီအမျိုးသမီးကကံကောင်းစွာနဲ့ရှင်သန်ခွင့်ရလာခဲ့ပါတယ်။ ဒါကြောင့်ဒီလိုမျိုးအမျိုးသမီးရဲ့အသက်ကိုကယ်တင်တဲ့လုပ်ငန်းမှာဒီခွေးလေးရဲ့ကျေးဇူးတရားတွေအများကြီးပါဝင်နေဆိုတာကိုသိသာစေခဲ့ပါတယ်။ဒီခွေးလေးတွေက ကွယ်လွန်သူတွေကိုတွေ့ရတော့ဘာအချက်ပြမှုမှမရှိပဲအသက်ရှင်ကြံ့ရည်သူတွေကိုတွေ့ရင်တော့သူတို့လေ့ကျင့်ထားတဲ့ပုံစံအတိုင်းအချက်ပြပြီးတော့ကယ်ဆယ်ရေးသမားတွေကိုအသိပေးကြတာဖြစ်ပါတယ်။ဒီလိုမျိုးလုံနိုင်ဖို့ဆိုတာကလည်းတေချာစနစ်ကျစွာနဲ့လေ့ကျင့်သင်ကြားပေးထားရတာဖြစ်ပြီးတော့ ညံကောင်းထက်မြက်ပြီးတော့ထူးချွန်တဲ့ခွေးလေးတွေမှာသာဒီလိုမျိုးကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်လှူဆောင်နိုင်တာဖြစ်ပါတယ်။ဒီခွေးလေးတွေကတကယ့်ကိုလည်းချစ်စရာကောင်းတယ်လို့လူသားတွေရဲ့အသက်ကိုကယ်တင်ပေးနိုင်ပြီးတော့အကျိုးရှိတဲ့လုပ်ငန်းတွေကိုလှူဆောင်နိုင်တဲ့အတွက်တကယ့်ကိုမှလေးစားချီးကျူးစရာကောင်းလာပါတယ်။တရိုင်းဆန်ဘဝကိုရောက်ရှိနေပေမဲ့နောက်ဘဝတွေမှာဆိုရင်တော့မြင့်မြတ်တဲ့ဘုံဘဝတွေကိုရောက်ရှိပြီးတော့ကောင်းမွန်စွာနေထိုင်သွားနိုင်မယ်လို့လည်းအသေးချာပဲဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံမှာဆိုရင်အခုလိုမျိုးခွေးလေးတွေကိုတေချာစွာလေ့ကျင့်ပေးပြီးတော့ကောင်းမွန်တဲ့ ပ်ငန်းတွေမှာအကျိုးရှိစွာနဲ့အသုံးချနိုင်မယ်ဆိုရင်တကယ်ကိုမှအဆင်ပြေလာမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့နိုင်ငံတကာမှာပဲဒီလိုမျိုးခွေးလေးတွေကိုလေ့ကျင့်သင်ကြားပေးတာဖြစ်ပြီးကဲတင်ရေးလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်ခိုင်းနေကြတာပါ။အခုတော့ရုရှားနိုင်ငံကကယ်ဆယ်ရေးအဖွဲ့နဲ့ပါဝင်လာခဲ့တဲ့ဒီခွေးလေးတွေကငလင်ဘေးပြိုကျမှုမှာပိတ်မိနေတဲ့ပြည်သူတချို့ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောလူတချို့ထက်တောင်ပိုပြီးတော့အသိဉာဏ်ရှိတဲ့ဒီခွေးလေးတွေရဲ့ကောင်းမွန်တဲ့လှုပ်ဆောင်မှုလေးတွေပေါ်မှာလေးစားမိကြလား ားဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးတကြိရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်